တခက်တခါကကဘာမှာအင်မတန်မှကိုရေပန်းစားခဲ့တဲ့ Sky ဝန်ဆောင်မှုကို Microsoft ကဖျက်သိမ်းတော့မယ်လို့ကြေညာခဲ့ပါတယ်တခက်တခါကဟုတ်ပါတယ်ဒါပေမဲ့ခုကမှတော့ Sky ဝန်ဆောင်မှုဟာထင်သလောက်မဟုတ်တော့ပါဘူးနိုင်ငံပြင်ကြီးတစ်ပါးဖြစ်သွားပါပြီ2000ပြည့်နှစ်လွန်ကာလတွေကဆိုရင် Internet ဗီဒီယိုဆက်သွယ်လောကကို သိမ်းပိုက်ခဲ့တဲ့ Sky ကို Microsoft ကဖျက်သိမ်းမယ်လို့ကြေညာလိုက်တာပါ Sky ကိုလာမယ့်မီလာကစပြီးတုံးလို့ရတော့မှာမဟုတ်ဘူးလို့ Microsoft ကအတည်ပြုပါတယ် Microsoft က Skype ကိုဒေါ်လာ10ဘီလီယံကျော်ပေးဝယ်ခဲ့တာပဲဖြစ်ပါလေ Microsoft က2017မှာ Skype ကိုဒေါ်လာ10.5ဘီလီယံပေးဝယ်ခဲ့ပြီးအောင်မြင်တဲ့ဝန်ဆောင်မှုဖြစ်မောင်းနေနိုင်ခဲ့ပါတယ် Skype ကို Microsoft က Office နဲ့တခြား product တွေထဲပေါင်းစည်းခဲ့ပြီးလုပ်ငန်းလည်ပတ်ခဲ့ပါတယ် Skype ဟာခေတ်သစ်ဆက်သွယ်လုပ်ကားကြီးကိုပုံဖော်ရမှာအရေးပါတဲ့ခန့်ကဏ္ဍကပါဝင်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ Skype ဟာ Zoom, Google Meet တို့လိုပြိုင်ဘက်တွေပြင်နောက်ပိုင်း Apple ရဲ့ First Time နဲ့ Meta ပိုင်း WhatsApp တို့နဲ့ပါညှိဆိုင်ခဲ့ရပါတယ်။ Microsoft အနေနဲ့ Skype ကိုဆက်လက်လည်ပတ်ဖို့တနစ်တနစ်ငွေကြေးကျိုးမြတ်ဖို့ရှိတဲ့အလုပ်တွေပေါ်ပဲပုံရောဖို့စဉ်းစားလာပါတယ်။ခုတော့ Skype ရဲ့ခေတ်ကုန်သွားခဲ့ပြီလို့ဆိုရမှာပါ။ Microsoft ကလည်းလာမဲ့ Meta က Service Skype ကိုဖျက်သိမ်းပြီး Teams နဲ့သုံးဖို့ပြောလာပါတယ်။ Skype ကလည်းသူရှိက Microsoft Mail, Windows Live Messenger တို့လိုဖျက်သိမ်းခံရတဲ့ product စီးမှာပါသွားပြီဖြစ်ပါတယ်။ တကယ်တော့ခက်ခဲပြောင်းလဲတော့ Skype ကမလိုက်နိုင်ခဲ့ပဲနဲ့ကြံခဲ့တာပဲပြောလို့ရပါမယ်။ VoIP protocol သုံးပြီး voice နဲ့ video call ခွန်နိုင်တဲ့ Skype ဟာကမ္ဘာစစ်သွေးကိုကြီးကျယ်ပြောင်းလဲခဲ့တာပါ။ Twitter, Facebook, YouTube တို့မပေါ်ခင်ကတည်းကထွက်ခဲ့တဲ့ Skype ကတော့စေစွန်းနှစ်ခုကြာမှာတခိုင်းရက်သွားတာကတော့စင်မကောင်းဖြစ်စရာပဲဖြစ်ပါလိမ့်။